မင်္ဂလာညချမ်းပါရှင်နေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်အောက်တိုဘာလ31ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့ညနေ6:00ခွဲအချိန်တိုင်းထွက်ရရှိခဲ့တဲ့အမြင့်ဆုံးအပိုချိန်တွေကတော့နေပြည်တော်မှာ36ဒီဂရီဆယ်စီယပ်69ဒီဂရီဖာရဟိုင်းရှမ်းကုန်းမြို့မှာ32ဒီဂရီဆယ်စီယပ်60ဒီဂရီဖာရဟိုင်းနဲ့မန္တလေးမြို့မှာ36ဒီဂရီဆယ်စီယပ်69ဒီဂရီဖာရဟိုင်းတို့ဖြစ်ကြပါတယ်။ ီကနေ့ညနေ6:00ခွဲအချိန်မိုးလေဝသဂျိုရုမဖမ်းရရှိတဲ့ပုံအရကပ်ပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အော်အရှေ့လဲပိုင်းနဲ့အရှေ့တောင်ပိုင်းတို့မှာတိတ်နှုတ်ထနေပြီးကျန်ဘင်္ဂလားပင်လယ်အော်မှာတိတ်အနေငယ်ဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ရခိုင်ပြည်နယ်နေပြီးတော့အေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တာများဖြစ်ထွန်းမှုအကောင်လျှင်ရှိပြီးအဆိုပါမိုးတိမ်တာများရွေလျားရာနေရာတခြားမှာ မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချောင်းခြင်းမိုးကျုပ်ပြခြင်းလျက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရဲ့အကြံပြုရပါတယ်ကျန်တိုင်းဒေသကြီးနယ်ပြည်နယ်များမှာတိမ်အနေငယ်မှာတိမ်အသင့်တင့်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။မြမပင်လယ်ပြင်မှာမြမကံယူရန်တရှောင်းနဲ့ကံလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြောက်ပြီးလှမ်းကြည့်နိုင်ပါတယ်။ မိုတယ်လီပင်ကြစဉ်ရေပြင်းပြပြလေးဟာတနအိုင်ကိုမိုင်30မှာ35မိုင်တီတက်ခနိုင်ပါတယ်။ fly မြန်မာမြမကန်ယူရန်တခြားနဲ့ကန်လွန်ပင်လေးပင်တို့မှာရှစ်ပေမှာဆယ်ပေကန်ရှိနိုင်ပါတယ်။နက်ပြန်မွတဲ့ချိန်ထိခက်မှန်းချက်များအနေနဲ့ကတော့အေအောင်ရီတန်နေသားကြီးရန်ကုန်တန်နေသားကြီးမွန်ပြည်နယ်နဲ့တရင်တိုင်းတန်နေသားကြီးတို့မှာနေရာနှံပြောင်းကရင်ပြည်နယ်မှာနေရာစစိမ်းကချင်ပြည်နယ်စကနက်နေသားကြီးအထပ်ပိုင်းရခိုင်ပြည်နယ် နေပြည်တော်နဲ့ဘကိုးတိုင်းဒေသကြီးတို့မှာနေရာကျကျနဲ့ချင်းပြည်နယ်မန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာကွက်ကြောင်မုတ်တချုံရှာပင်သကရဏဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ကယားပြည်နယ်တို့မှာတိတ်အထင်တင်ဖြစ်တော်မှာမင်းနေပြောနေနေတော့အိုင်မနေ့ပြန်အတွက်မိုးလုဝသအခြေအနေခံမှန်းကြမောင်းနေရာကွက်ကြောင့်မုတ်တချုံရွာပါမင်း အမြင့်ဆုံးမူချိန်မှာ36ဒီဂရီဆယ်စီယပ်69ဒီဂရီဖာရဟိုင်းနဲ့အနည်းဆုံးမူချိန်မှာ24ဒီဂရီဆယ်စီယပ်85ဒီဂရီဖာရဟိုင်းရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်နီးတဝိုင်းမြို့ပြန်အတွက်မိုးလမတာအခြေအနေခံမှန်းကြပါလိမ့်။နေရာကွက်ကြောင့်မိုးထစ်ချုံရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ33ဒီဂရီဆယ်စီယပ်67ဒီဂရီဖာရဟိုင်းနဲ့အနည်းဆုံးမူချိန်မှာ25ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရဟိုင်းရှိနိုင်ပါတယ်။ မန္တလေးမြို့နယ်နေတော်ဝိုင်းမင်းပြန်အတွက်မိုးလဝတအချင်းနေခံမှန်းချက်မှာနေရာကွက်ကြောင်မုတ်တချုံရွာနိုင်ပါတယ်အမြင့်ဆုံးမူချိန်မှာ35ဒီဂရီဆယ်စီယက်65ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးမူချိန်မှာ24ဒီဂရီဆယ်စီယက်85ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်နောက်နေ့အတွက်ခံမှန်းချက်များအနည်းငယ်ကတော့ရခိုင်ပြည်နယ်နေပြည်တော်ပဲခူးတိုင်းဒေသကြီး AR ဒေသကြီးရန်ကုန်ဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ တနင်္သာရီနေ့သားကြီးတို့မှာနေရာဆစ်ဆဲမှနေရာနဲ့ပြမုထွချုံရွှော်နိုင်ပါတယ်။လာမယ်စနေတနင်္ဂနွေအားလည်းများအတွက်မိုးလွယ်သားအချိန်ခန့်မှန်းချက်များအနည်းငယ်ကတော့နေပြီးတော့မှ နေရာဆစ်ဆဲမုထွချုံရွှော်ပါမယ်။ရန်ကုန်တိုင်းဒေသကြီးမှာနေရာနဲ့ပြမုထွချုံရွှော်ပါမယ်။မန္တလေးတိုင်းဒေသကြီးမှာနေရာကျကျမုထွချုံရွှော်ပါမယ်။အထူးမိုးလွယ်သားတဲ့ဒီကနေ့မြန်မာစံတော်ချိန်15:30နာရီချိန်တိုက်ထွက်ချက်များအရာ အရှေ့ဘက်မှာရွှေလျားလာတဲ့လေပွေလိုင်းများရဲ့အရှင်ကြောင်းလကောင်ကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ရှင်နယ်ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အောင်အရှေ့လေပိုင်းတို့မှာဖြစ်ပေါ်လာနိုင်တယ်။လေပြားနဲ့ရံဝင်ရဲ့အရှင်ကြောင်းလကောင်တရက်၁၁လ2025ရက်နေ့မှာ6ရက်၁၁လ2025ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး စကန်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ် ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစစ်စစ်မှာနေရာနဲ့ပြောင်းမှုတစ်ကြုံရွာပြီးအချို့ဒေသများမှာဒေသလိုက်နဲ့နေရာကွက်ရဲမိုးကြီးခြင်းများဖြစ်ပေါ်နိုင်ပါတယ်။မြမကံရုံတက်ဆောင်နဲ့ကဲလွန်ပင်လေပြင်းတို့မှာတက်ခါတရံမိုးသက်လေပြင်းများကြောက်ရောက်ပေးလှိုင်းကြည့်နိုင်ပါတယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းပြင်းပြင်းလေးဟာတနအိုင်ကိုမိုင်30မှ35မိုင်ထိတက်ခတ်နိုင်ပါတယ်။လိုင်းမြမမြမကံရုံတက်ဆောင်နဲ့ န်းလွန်ပင်လယ်ပြင်တို့မှာ၈ပေမှ၁၀ပေခန့်ရှိနိုင်ပါတယ်။အကြံပြုချက်သို့ဖြစ်ပါ၍မိုးတီထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးတစ်ချုံခြင်း၊မိုးကြိုပစ်ခြင်း၊လျှက်စိတ်လက်ခြင်း၊မိုးတီကြွေခြင်း၊လျှက်ရပြန်ရေးကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘောဝဘီအန်အေများဖြစ်ပေါ်နိုင်ပါသဖြင့်အဆိုပါဒေသများရှိကုန်းမြေဒေသအနီးမှာနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအတရေ မြင်ငယ်ချောင်းငယ်များအနီးမှာနေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုများကိုစိုးတင်တဲ့ပြုရှောင်ရှောင်နိုင်ပါရဲ့နဲ့ပြည်တွင်းရေချောင်းသွားလာရေးလေချောင်းပြန်တမ်းရေးနဲ့ဆယ်မြောင်းတတမန်များအနေဖြင့်လိုအပ်သည့်များစိုးတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရန်တတိပိန်နှိုးဆော်အပ်ပါတယ်ကက်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အောက်ခြေနေကတော့ဒီကနေ့မြန်မာစံတော်ချိန်15:30နာရီချိန်တိုင်းထွာချက်များအရကက်ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ရင်းလယ်ဆက်စပ်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အောက်အရှေ့အလယ်ပိုင်းတို့မှာ တရက်၁၇လ၂၀၂၅ရက်နေ့မှာလီဗီးယားနဲ့ရံဝင်တစ်ခုဖြစ်ပေါ်နေတယ်လို့ခန့်မှန်းရပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9နာရီချိန်ထုတ်ပြန်တဲ့မူလပဒသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။